အားလုံးပဲမင်္ဂလာပါခင်ဗျာ။ The Morning Show News ကပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတင်ပြပေးမှာကတော့တီဘောမျိုးအဝင်ဗိုလ်ချုပ်ဖျားအထီးရောက်လာပြီးဖြစ်တဲ့စစ်ကြောင်းတွေ CDN တွေကိုကိုယ်စားလှယ်လောင်းစရင်တွင်းထားတဲ့ပါတီကြီးတွေ ပြန်စီစစ်ဖို့လိုပြီးကြော်စုံးမှုမဖြစ်အောင်အနေထိုင်တက်ဖို့လိုနေတဲ့တချို့ပါတီတွေစတဲ့အချက်တွေနဲ့ပတ်သက်လို့အော်စီကကိုစီဝါရဲ့တုံးသက်ပြောကြားချက်ကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ good morning မင်္ဂလာပါဒီနေ့ကတော့ဖြင့် 14th of October 2025 Sydney time half past 8ပါမနေ့ရှင်းနိုင်ခွဲပါဟိုစားဒီငောင်းလေးပါရင်လို့ပါဟိုတမလို့ကအခုဆိုလို့ရှင်ဟိုစားဒီဘောမြို့ဝင်မရောက်နေပါပြီเนาะမကြခင်မှာဒီဘောပြန်ရတော့မှာပါเนาะဟိုအလုံးလုံးကြာနေ့ရက်၃ရက်လောက်ပါ အဲ့ဒါလေးလာပြောတာပါနံပါတ်1ကအဲ့ဒါပါเนาะအခုကဒီမှာရောက်နေပြီလေဆိုတော့ဘောဂျိုဘောဂျိုဖျားကြီးနားရောက်နေပြီတဲ့เนาะဆိုတော့တက်ကဘလောက်ဦးစားမြ мян လိုခြင်းလဲအဲအချိန်ဘလောက်ပေးခြင်းလဲအဲ့ပုံမှာမူတည်ပြီးတော့မြ мян တိုက်လို့ရှိရင်လည်းမြ мян တစ်ခါခါနဲ့ရသွားနိုင်တယ်အေးစစ်ပေါ့ဗျာပို့ပြီးတော့ဟိုအထီးကိုက်ညနာနေမယ်ပို့ပြီးတော့လည်း ်ချိန်တည်မယ်အဲ့လိုမျိုးပုံစံမျိုးနဲ့တိုက်မယ်ဆိုလို့ရှိရင်တော့အလုံးလုံးတစ်ပတ်ပေါ့ဆယ်ရက်ပေါ့ဗျာเนาะအဲ့လောက်ဒီမှာဒီဘောကပြန်ရတော့မှာပါเนาะဆိုတော့ဒီဒီရေကဝယ်မတိုင်ခင်တော့တော်တော်များများပြန်ရတော့မယ်လို့ထင်ပါတယ်เนาะအဲ့ဒီအနေအထားတွေမှာရှိနေပါတယ်ဒီဒီတိုင်းထဲမှာပဲတရုတ်ကနေပြီး DNA တွေကို pressure တောက်လျှောက်ပေးနေပါတယ်เนาะဟိုစာနောက်ပြီးတော့ဘာလာမလဲဆိုတော့ NCA NCA 10 NCA နဲ့ပတ်သက်ပြီးတော့ဟို event တစ်ခုလာပါလိမ့်မယ် NCA 15 15 October ပေါ့ဗျာ။နောက်ပြန်လာမှာเนาะ10 anniversary နေ့ပြီးတော့มาလို့ဖို့ကိစ္စတစ်ခုရှိပါတယ်เนาะ။တော်တော်များများအဖွဲ့အစည်းတွေတက်ကြမှာပါ။တချို့လည်းအာ symbolic အနေနဲ့လာတက်ပြီးတော့မဆွေးနွေးပဲနဲ့ပြန်မဲ့အဖွဲ့တွေလည်းရှိတယ်လို့ကြားရပါတယ်เนาะ။အဲ့ဒါတော့တေးချာချာနောက်တော့မှပဲတည်င်းဖက်ပြီးတော့တင်ပြလိုက်ပါမယ်။ ဲသို့တော်လည်းမျက်ပြန်ကြရင်တော့ဒီပြီးတော့မှဟိုစားရှိပါတယ် NCA စနေမြောက်အဲ anniversary ပေါ့နော်ဟိုကဒုတိယပူဇော်ကြီးရပြေးရစီစဉ်တဲ့အဲကိစ္စတစ်ခုရှိပါတယ်အဲအစီအဝေးဟိုစား ceremony ပေါ့ဘယ်လိုခေါ်မလဲအာအထေးမှအနေနဲ့လုပ်တဲ့ပွဲတစ်ပွဲရှိပါတယ်နော် NCA စနေမြောက်ဆိုတော့လူလာနဲ့တက်ပြီးဆွေးနွေးမဲ့အဖွဲ့ရှိတယ်လို့ဟိုစား ငញ្ញံရေးကို symbolic အနေနဲ့ပေါ့ဗျာငញ្ញံရေးဆိုတာအပြစ်ခက်ရဲဆဲဖို့ဆိုကောင်းနေဆိုရဲအနေထားလေးနဲ့လာတက်ပြီးတော့ဖွင့်မဲပဲဖွင့်မဲလေးပဲလာတက်ပြီးတော့ပြန်သွားမဲ့ခွဲလေးရှိရလို့ကြားရပါတယ်အဲ့ဒါတော့၃ခွဲလောက်ပါပဲเนาะတော်တော်၃ခွဲ၃ခွဲလောက်ပါပဲသူအဲ့ဒါလည်းအောင်မြင်မှုတစ်ခုရမှာပါเนาะဆိုတော့ဖြည်းဖြည်းဖြည်းချင်းမမာလေးကပြန်ကောင်းနေပါပြီเนาะဒါကိုခိုင်မှုခိုင်အောင်လုပ်ဖို့ပဲလိုပါတော့တယ်เนาะအဲ့လောက်ပါပဲ နော်နောက်တစ်ခုကဘာပြောချင်လဲဆိုတော့ဒီခုကကျွန်တော်ကအလုံးမလုပ်ခင်ဒါလေးခဏပြောတာပါနော်ဟိုစာနောက်တစ်ခုကဘာပြောချင်လဲဆိုတော့တချို့တချို့တော့အာအင်အားကြီးပါတီတွေရှိတယ်ဗျအဲ့မှာအမတ်လောင်းရွေးချယ်တဲ့နေရာမှာသူတို့လစ်ဟာသွားတာလေးရှိတယ်အော်ကျွန်တော်ကြားသိရတာတော့တချို့တွေက CDM တွေပြန်ပါလာတယ်လို့ကြားရတယ်။ CDM တွေပြန်ပြီးတော့ non CDM ပြန်လုပ်တဲ့လူတွေတက်လို့ပေါ့ဗျာ site line မှာ on the fence ထိုင်ပြီးတော့ဟိုဘက်ဒီဘက်ရိမ်းတဲ့အဖွဲ့တွေရှိတယ်ပြောနိုင်ငံရေးမှာဒါကတော့တိုင်းပြည်တိုင်းမှာအဲ့တိုင်းမှာပဲဆိုတော့ CDM လုတ်သွားတဲ့လူတွေကအခုအာဒီလွတ်တော်အမတ်ရွေးချယ်တဲ့နေရာမှာအမတ်လောင်းအနေနဲ့ပြန်ပါလာပြီးတော့နော်တချို့ပါတီတွေမှာဝင်ပြီးတော့စိတ်ဝင်စားတယ်လို့သိရတယ်ပေါ့နော်အဲ့ဒီနဲ့ပတ်သက်ပြီးတော့အပားတွေကရှင်းရှင်းလိုက်မယ်နော်ရှင်းလိုက်မယ်မရှင်းစရာကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့၁၂ရက်နေ့ကသူတို့ ဒီမြမတပြည်လုံးမှာဝင်ပြိုင်မဲ့နော်အားလုံးပေါင်းလွတ်တော်အမတ်တွေအကုန်လုံးကို အတီးပြုတ်ပြီးတော့ကြီးညာပေးရမှာဖြစ်တယ်ဘသူကဘယ်ကဝင်ဝင်ပြိုင်မယ်ဆိုရအောင်နော်အမတ်လောင်းနေစရင်ကိုအတီးပြုတ်ကြီးညာပေးရမှာ ဖြစ်ပါတယ်သို့တော်လည်းအဲ့ဒါကိုရက်ကန်တက်မရှိ postpone လုပ်လိုက်ပါတယ်ရက်လိုက်ပါတယ်ဆိုတော့ဒါတွေကိုပြန်စီစစ်နေတယ်လို့ကြားပါတယ်အဲကိုယ့်ကိုယ်ရောမြေပြင်မှာလေ့လာကြည့်ပေါ့ဗျာနော်ကျွန်တော်ကတော့အဝေးကကြားတာကိုပြောပြတာနော်ဆိုတော့ အခြေအနေတွေကအဲ့လောက်အကောင်းကြီးတော့မဟုတ်နေပါဘူးမိကူကိုအရန်ထင်ကြီးတဲ့ပါတီတွေဆိုလို့ရှိရင်တော့နည်းနည်းအဲတတိပြုစီခြင်းပါတယ်တတိချက်စီခြင်းပါတယ်เนาะအလုံးကအလုံးကအတိုင်းတာတစ်ခုထဲမှာပဲအောင်မြင်လို့အောင်မြင်အောင်မြင်တာကောင်းပါတယ်เนาะလိုအပ်တာလည်းပိုအောင်မြင်တယ်လိုအပ်တာလည်းပိုပြီးကြော်စောတယ်ပေါ့ဗျာဆိုလို့ရှိရင်ပြစ်မှတ်တစ်ခုဖြစ်လာနိုင်ပါတယ်เนาะဘုရားကျွန်တော်တို့ ကျွန်တော်တို့မဆာဆာကိကကမမကြီးလာတာကအဲ့တော့မွေးမွေးတာဆိုတော့အဲ့ဒါနဲ့ပဲပြန်ပြီးတော့အမ်နိုင်ရှင်ကြီးပြောရတာပေါ့ဗျာเนาะအဲအဲ့မှာငငယ်တော့ကဆိုကြော်စောမှုဆိုတာရှိတယ်ကြော်စောမှုကြော်စောမှုကြော်စောမှုနဲ့ဖန်လိုက်ကြော်စောမှုဆိုတာစာမျက်နှာပုံမှားပေါ့ဗျာเนาะအဲ့တော့တိတ်ပြီးတော့တိတ်ပြီးမီဒီယာတွေနဲ့ engage လုပ်တာတို့ကတော့တိတ်မလုပ်ကြပါနဲ့မလိုအပ်ဘဲနဲ့မပြောပါနဲ့เนาะ reporter ဆိုတာက reporter ကတော့သူ့အလုပ်သူ့လုပ်မှာပဲ တိုးတော့လေခုနပြောသလိုကြော်စောတယ်လို့နော်ဟိုထင်သွားခဲ့ပြီးရှိတော့နော်အဲ့လိုမျိုး perceive ဖြစ်သွားခဲ့ပြီးရှိတော့အမ်ဟိုစား don't let your opponents um i uh, think uh, see you as a threat ပေါ့လေနော် threat ဆိုလို့ရှိရင် disable လောက်ခံမှာပဲအနည်းဆုံး disable မလောက်ခံအောင် subdue ပေါ့ဗျာနောက်က in and out နဲ့ အဆိုင်ခဲနဲ့ပါလာတာကိုခြိုက်ဖို့မရဘူးနော်ခြိုက်ဖို့ခြိုက်ဖို့မရဘူးခင်ဗျားတို့နိုင်ငံရေးပါတီတွေကိုပြောချင်တာကခင်ဗျားတို့ရမယ်အပိုင်းက25%တဲ့ပို့ပြီးတော့အားလုံးပေါင်းနော် combine အားလုံးပေါင်း25%တဲ့ပို့ပြီးတော့ရရမယ်ဆိုလို့ရှိရင်အနေရရှိပါတယ်နော်အနေရရှိတာမဟုတ်ဘူးဘယ်လိုအဲ့ဒါအဲ့ဒါတဲ့ပို့ပြီးအိမ်မလုပ်တင်ပါဘူးအဲ့ဒါပို့ပြီးတော့အဲမြင့်မြင့်ကျန်မကျန်နေပါဘူး အဓိကက တက်က25ရာခိုင်နှုန်းเนาะ USDB နဲ့တစညနေရုပ်လုံးကပြပြချင်းပြပြချင်းပေါ်လာတာပေါ့ဗျာเนาะ USDB နဲ့တစညနေရ40 to 50%လောက်အိမ်လုထားရဲပေါ့เนาะခမှန်းထားရဲပြီးရကြံတဲ့ဟိုစာ25 to 30%ဟာဒီ PPP တို့ PP တို့တခြားအဖွဲ့တွေပေါ့တတိပုဂ္ဂလတို့ဒါမျိုးတွေကအဲ့အဲ့အဲ့အချမ်းอ่ะပဲအဲ့ percentage share อ่ะပဲဝင်ပြီးတော့ အဲဥစားအဲ့လောက်ပဲအနိုင်ရဖို့အခြေအနေရှိပါတယ်နော်ဒါသူ့ရဲ့ကလပန်ထိုးထားတာရောချူထားတာရောအခင်းချင်းအဲ့အဲ့တိုင်းမှာနော်အဲ့ဒါလည်းပိုပြီး successful ဖြစ်မယ်ခုနပြောသလိုဖြစ်မယ်ဆိုရင်ခုနပြောသလိုကြိုးစောမှုဆိုတာရှိပါတယ်ကြိုးစောမှုကိုဘယ်မှာပါလဲကိုစီဝါကြီးဥစားဒီဥစား loss ကိုဥပဒေချနေတော့ဘယ်မှာရှိလဲဘယ်မှာမှမရှိပါဘူးကြိုးစောမှုဆိုတာစောင့်နေတာပုံမှာပါ เนาะအဲ့အဲ့ဒါ၄နေပဲခုနပြောလို့ CDM တို့ CDM နဲ့ညီနေတဲ့အမှတ်တို့ဘာလို့အမျိုးစုံတွေပါလာတာကိုဆွဲထုတ်ပါဆွဲထုတ်ပါပါလိမ့်မယ်เนาะဆိုတော့တိတ်ပြီးတော့ don't be too proud ခုဟာဟိုတနည်းကကျွန်တော်လွှင့်တယ်လို့ပေါ့ Tomahawks missile လို့ပေါ့ below the radar เนาะ radar detection အောက်ကနေ fly လောက်ရမှာဖြစ်ပါတယ်ကိုကိုကြီးတို့ပါတီကိုကြည့်ပါ PP party public engagement လောက်တာရန်နေပါတယ် เนาะဟိုတလောကသူပါလဲနှစ်ပတ်လေပါညာတစ်ခုလုတ်တယ်ပွဲလေးတစ်ခုလုတ်တယ်အဲ့လောက်ပဲเนาะမလိုဘဲနဲ့အာမလိုဘဲနဲ့ public engagement ပေါ့ဗျာเนาะသတင်းစာရှင်းလင်းပွဲတွေလုတ်တာတို့ဟိုသဘောထားရေးရကြီးညာရထုတ်တာတို့အစိုးရကဲသို့ပြုမှုဆောင်ရွက်တာတို့เนาะအဲ့အရာတွေကမျက်စိစပွဲငွေစုတွေပါတယ်เนาะ နော်အဲ့အဲ့အားလေးတွေကိုသတိချက်စေချင်ပါတယ်ကဲကျွန်တော်လည်းအလုပ်လည်းလုပ်လိုက်အောင်မယ်ဒီမှာနော်ခင်ဗျားတို့အဲ့ဒါစိတ်ပူလို့ပြောတာပါနော်ဘယ်လိုမှမတင်ပါနဲ့ဆရာလောက်တာလည်းမဟုတ်ပါဘူးနော်အာကိုရီးယားအမျိုးစုံမြင်မှုမြင်မှုပြီးသွားပါပြီမြင်မှုပြီးခဲ့လို့ပြောတာပါနော်ဒါတော့ပါနော်မဟုတ်လို့ရှိရင်ကဒီနှစ်အာဒီ election မှာတော့အဲ့လိုခင်ချင်းမျိုးသွားမှာပါ တက်နဲ့တာဆာညာနဲ့ကလုံးဝ line line လောက်ထားပြီးပါပြီတာဆာညာ USDP နဲ့တက်နဲ့အဲသူတို့75%အနည်းဆုံးရအောင်လုပ်ပါလိမ့်မယ်ဒါသူတို့ရဲ့ရည်မှန်းချက်ပေါ့ဗျာနော်အဲအဲလောက်မှမရရင်လည်းသူတို့အတွက်အဆင်မပြေဘူးဖြစ်နေတယ်နော်အဲဒါကူသူတို့တဲ့ဝင်ပြီးတော့သူတို့ရဲ့စဉ်းစားပုံစဉ်းစားနည်းကိုဝင်ပြီးတော့တွေးကြည့်တာပါနော်ဒီဒီ၅နှစ်ကတော့အဲ့လိုအလျှော့ပေးရမယ်သဘောမှရှိနေပြီးတော့နောက်၅နှစ်ကြာမှသာ ချိန်ကြပါနော်လှုပ်ရှားရှိတယ်လှုပ်ကြပါကြားကြိုက်တယ်လို့ရှင်ပြန်ကြပါဒီ၅နှစ်ကတော့အဲ့ဒီအတိုင်းပဲသွားရင်ပိုအဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်ကယ်၍အဲ့တိုင်းမသွားရင်ဘူးအဲ့ဒါလည်းပို့ပြီးတော့ဟိုအောင်မြင်ရင်လည်းကြော်ကြားရင်လည်းကြော်စောရင်လည်းဆိုလို့ရှိရင်ကွာကြိုးစောမှုလို့အာမျိုးနဲ့နော်ကြိုးစောမှုဆိုတာကိုကပြန်ပြီးတော့ old name ကိုပြန်ပြီးတော့ resurface ဖြစ်လာအောင် လုပ်ပေးတာနော်အဲ့လိုအဲ့လိုမျိုးဖြစ်လာအောင်လုပ်ပေးတယ်သို့တော်လည်း အဲ့လိုမျိုးတက်ရောက်တဲ့အဲလုံနည်းလုံထုံးနေနေအနည်းဆုံး disable မလုပ်တော့မှဟို NDF လို့ပါတီကိုဖျက်သိမ်းတာမဟုတ်ရင်တော့မှအနည်းဆုံး subdue ပေါ့ဗျာတချို့တချို့တဝက်ကိုဖြုတ်ထုတ်လိုက်တာတော့ဒါမျိုးတွေဆက်ပြီးတော့ဒီနေ့ရယ်စားပြီး election မတိုင်ခင်အထိเนาะနောက်နှစ်လအတွင်းမှာဖြစ်သွားနိုင်တာလေးရှိပါသေးတယ်เนาะနောက်တစ်ခုတတိမူပါပါလဲဆိုတော့အာငွေကြီး နော် finance ကဘယ်အစီအစဉ်လဲဆိုတာပါလိုက်ပါပါနော်ပါတီတိုင်းကိုလိုက်ပါပါနော် finance ကဘယ်ဘယ်ဘယ် funding ရလဲဆိုတာနော်အဲ့ဒါသတိထားပါနော်တက်နိုင်တော့ကြည့်ရင်ပြစ်ခင်းအောင်နေပါနော်ပြစ်ခင်းအောင်နေပါစကားတိတ်မပြောပါနဲ့နော်စကားပြောရမယ့်အချိန်ကြီးဥစ္စာပါလီမန်ထဲရောက်သွားရင်အများကြီးအချိန်ကြီးရမှာပါနော်ခင်ဗျားတို့ခင်ဗျားတို့ပြင်းလို့တော့အိတ်တော်အိတ်ပြောသွားအောင်မယ်နော်အဲ့ဒီတော့မှပြောပါ အခုအားချောင်းမှာ ਨੇ အားချောင်းချင်းဒီမှာဘေးထွက်ထိုင်ပြီးကိုစီဝါကြီးတို့လိုမျိုးအားချောင်းအကြောင်းမဟုတ်ဘူးโอเคတယ်เนาะကျွန်တော်ကျွန်တော်ပါလီမန်ထဲမရောက်မှာဆိုလို့ပြောနေတာပါအဘတွေကသူတို့နဲ့သူတို့အောင်နေရာနေရာမလောက်ဘူးဖြစ်နေပါတယ်เนาะရှင်းရှင်းလေးပြောတာပါเนาะသူတို့ပဲနိုင်ပါပဲဒါသူတို့ထိုးထားတဲ့ဒီဖဲတို့ကသူတို့ကလပန်ထိုးထားတယ်သူတို့ချိုးထားတယ်သူတို့ပဲဝေမှာအကုန်အကုန်လုံးကသူတို့လက်သူတို့ချီပါပဲเนาะအပူလေးရှောက်ပြောမနေပါနဲ့เนาะဟိုစား တမ်းတော်သားတွေတောင်းတာကိုမပေးဘူးလို့ပါလို့ဘယ်ပေးမလဲအဲ့ကလေးကပေါ်သွားပြီလေတေချာ fully align မလုပ်တာလို့ပေါ့ကျွန်တော်တို့ပါတီကိုလာခြင်းနဲ့တမ်းတော်သားအလယ်အလတ်ပိုင်းနေရှိပါလားရှင့်ဟိုလူငယ်ပိုင်းနေရှိပါလားရှင့်ရှိပြီးတော့အာဟိုပေါ့ကျွန်မလည်းရှစ်ယောက်တော့တောင်းလိုက်ပါလားရှင့်တောင်းလိုက်တော့ဟိုဘိုင်နေမ်နဲ့တောင်းလိုက်ပါလားရှင့်တောင်းလိုက်တော့မပေးပါဘူးရှင့်အဲ့ဒါကတော့အဲ့ဒါကတော့ အဲ့ဒါတော့ဒါဟိုအရှင်းဆုံးဖြေပါပဲရှင်ဒါအမှန်တိုင်းပါပဲရှင်နော်ဆိုတော့အထူးသတိပြုပါဗျာနော်ဒါပါပဲအဲ့လောက်ပဲမှားခြင်းပါလေအထူးသတိပြုပါအဲခုနပြောလို့ CDM နဲ့ပတ်သက်တဲ့အမတ်လောင်းတွေပါလို့ရှိရင်ပြန်ပြီးစစ်ပြီးတော့ဖယ်ထုတ်လိုက်ပါအဲနောက်တစ်ခုက wage finance နော်ဘယ်သူက finance လုပ်တာလဲဒီငွေတွေဘယ်ရရတာလဲဒါတွေစစ်တော့မှာပါနော်အဲအဲ့ဒါတွေကိုအဓိကဟိုတောင်းတင်းခိုင်မာအောင်လုပ်ထားပါနော် audit proof ပေါ့ဗျာနော် audit proof အဲအဲ့လိုမျိုးလေးလုပ်ထားလိုက်ပါเนาะလောက်ပါပဲဒီနေ့ကတော့เนาะတို့တို့ဇာတ်တို့ရှင်းပါပဲเนาะအာမချောင်းတော့ပါလုံးလုံးအောင်เนาะဒီလောက်ပဲနောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက်စီစဉ်မှာပြန်တွေ့ကြမယ်เนาะ